တ်ဆိုင်ကဘောရင်းစေခဏလာလူညီမြတ်ဘောတရားနဲ့ခင်မေဝဲသတို့များအောင်လာတော့ညီစေလာညီစေလာတင်ဝင်ရောက်လာတဲ့ရဲဘော်တစ်တကိုတခြားတင်နှက်စရာမျိုးသားတွေနဲ့တန်းတူမမဘဲကလည်းအာတတ်မန်တန်နဲ့စစ်တင်တန်းတွေပြီးနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်စစ်တအာနာတိတ်မြင်တော့စစ်အာနာတိတ်မှုလက်မခံကြောင်းစန္ဒပြတဲ့လူငယ်တွေကိုစစ်ကောင်စီတက်ရဲ့ ရေးဆက်ဆက်ဖြိုခွင်းခဲ့တာကြောင့်လူငယ်တွေဟာလက်နက်ကင်လမ်းစဉ်ကိုရွေးခဲ့ကြပြီးစစ်အာဏာရှင်ကိုနီးရမီမျိုးနဲ့တော်လှန်တိုက်ခိုက်ခဲ့ကြပါလေ။အမျိုးသားတွေနဲ့အတူမျိုးရင်းမျိုးတွေလည်းစစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာပုံစံမျိုးစုံနဲ့ပါဝင်နေကြပါလေ။အဲ့ဒီမှာဒနုပုတ်ကာပြဖြစ်တဲ့မမဘဲကလည်းစစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်လာခဲ့ပါလေ။မမဘဲဟာစစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ဒနုပြည်သူလူမျိုးရေးတပ်တော် DPA ထံပြီးခဲ့တဲ့2022ခုနှစ်မှာစတင်ဝင်ရောက်ခဲ့ပါလေ။ စစ်တပ်အာဏာမသိခင်ကတနက်ကန်ရမယ်လို့မတွေးခဲ့ဘူးပြင်မဲ့စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့အခြေအနေတွေဟာပြောင်းလဲသွားခဲ့တယ်လို့မမပိတ်ကဆိုပါတယ် DPI တပ်ထံစတင်ရောက်လာတဲ့အခြေအနေကိုမမပိတ်ကအခုလိုပြောပြပါတယ်စစ်တပ်ထဲဝင်ရမယ်ဘယ်လိုမျိုးဒေါ်လိုင်းလောက်ရအောင်မလို့ဒီခါမှတော့စိတ်ကူးမြင်ခဲ့ဘူးပေါ့အိမ်မှာဆိုရင်လည်းဖေမီစကားဆိုနောက်မထောင်းအဲတမိဆိုတမိမိုက်ပေါ့ အဲဒီတိုက်ရောက်လာပြီးတော့ကိုယ်ရဲ့စိတ်ဓာတ်မှအစားအကုန်လုံးပြောင်းလဲလာတယ်လို့ပုံစံမျိုးအဲလုံးဝအဲပြောမှဆိုရင်ဒီလုံးလုံးမှဆိုရင်ဒါပဲစိတ်ဓာတ်လည်းလုံးဝပြင်းထန်ပြီးပြောင်းလဲလာတယ်ခုခါမှကိုယ်မှအစားအကုန်လုံးအဲချမ်းခိုင်လာတယ်လို့ပုံစံမျိုးဖြစ်လာတယ်အမျိုးသမီးစစ်တင်တန်းနေပြဖြစ်တာကြောင့်မမဘေဟာခက်ခဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့စစ်အာဏာရှင်ကိုတော်လန်တိုက်ခဲ့မယ်ဆိုတဲ့စိတ်နဲ့ကြော်ဖြတ်ခဲ့ရတယ်လို့မမဘေကပြောပါတယ်။ DPIA ထံစတင်ဝင်ရောက်ခြင်းရှေ့တန်းသွားခြင်းပေမဲ့မျိုးရင်းဖြစ်နေတာကြောင့်နန်နီပြားကိုပဲပြန်လည်ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့မမပေကပြောပါတယ်။ဘမစားတော့ကျွန်တော်တို့လည်းတိုက်ခိုက်ပင်းသွားခြင်းတော့တော့တော့ပုံဆောင်မျိုးပဲဒါပေမဲ့မိုက်ကလေးကမိုက်ကလေးရှေ့တန်းမထွက်ရအောင်ဆိုရဲဒါကြောင့်လို့ねကျွန်မဒီနန်းမီပြတောင်းဝန်ကိုယ်တိုင်ကိုယ်စိတ်တမ်းနဲ့ရွေးချယ်ခဲ့အောင်တော့ကိုယ်တိုင်ဝါသနာပါလို့တော့ပုံဆောင်မျိုးပဲဒီတီမတ်ထောင်သားတွေကိုထိုက်ရတာဆိုတော့အခက်အခဲရောနည်းနည်းများရှိရပါတော့မလား ဒါမှလုံးဝဂိုင်းနဲ့အလုပ်ရဲ့သဘောတဘာဝကိုနားလည်လာတဲ့အလုပ်မှာပုံပြီးအထည့်တဲ့အချိန်ကျတော့ခက်ခဲဆိုတာနည်းနည်းပြောတော့နည်းနည်းပဲရှိရောအလုပ်ပုံစံမျိုးပဲဖြစ်သွားတော့မမဘေတောင်ထမ်းဆောင်နေတဲ့ TPI တက်ဟာရှမ်းမြောက်နောင်ချုံမြင့်နဲ့တောင်ခန့်တိုက်ပွဲမှာ TNA နဲ့တူပေါင်ဝင်တိုက်ခိုက်နေလို့ရှမ်းတောင်ရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာလည်းစစ်ကောင်စီနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့အဖွဲဖြစ်ပါတယ်။ဒီကရဲ2022ခုနှစ်ဩဂုတ်9ရက်နေ့မှာ TPI တက်ကိုဒနုလူငယ်တွေကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ DPI ဟာအင်အားထောင်နေချင်ရှိလာပြီဖြစ်ပါတယ်။စစ်တပ်အနာတမိနာမမပဲလိုចောင်းစရာဆောင်ဝန်ဆတဲ့နိုင်ငံတော်ဝင်တွေကိုတာဝန်ထမ်းဆောင်တဲ့လူငယ်တွေဟာစစ်တပ်အနာတမိနာမှာတော့စစ်အာဏာရှင်တော်လှန်ဖို့လက်နက်ကန်လမ်းစဉ်ကိုရွေးချယ်လာခဲ့ကြပါတယ်။လက်ရှိမှာတော့စစ်အာဏာသိမ်းမှုလက်နက်ကြော်ရောက်ရှိလာပြီဖြစ်ပြီးစစ်ကောင်စီတပ်ကိုຫນွေဥတော်လေးတပ်တွေကဆက်လက်တော်လှန်တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။အာဏာရှင်အမြဲဆုံးကြားဆုံးဖို့လူငယ်တွေနဲ့စစ်အာဏာရှင်တော်လှန်ရေးမှာတနိုင်တဲ့ဘက်ကနေဆက်လက်ပါဝင်ပေးကြဖို့မမပဲကတိုက်တွန်းထားပါတယ်ခင်ဗျာ။ အဲကိုကိုအားငယ်ုံနေပဲကြော့မနေပဲနဲ့အဲဖုံးပဲကြည့်မနေပဲနဲ့ဘောနော်အဲခုတော်လိုက်မှာအဲကိုပါဝင်နဲ့ကိုပါဝင်နိုင်တဲ့တနိုင်တဲ့အပန်းရနဲ့ပါဝင်ပြီးတော့ကိုကြီးပေါင်းပိုးပေးစီချင်တယ်ဘောနော်ဒါမှလည်းတော်လိုက်ရအများဆုံးပြီးဆုံးတော့မှာမလို့လေခုနက